ဖောက်ပြင်တဲ့သူတယောက်ကိုဘလို့လက်စားရှည်ရမလဲဆိုတဲ့ comment တစ်ဆောင်ရတယ်။အဲ့ဒီ comment ကိုဖြည့်ပေးလိုက်ပါမယ်။တစ္ဆာဖောက်ခံရတာကအရင်ကနာကျင်ရတယ်ဆိုတာကိုနားလေပါတယ်။ဒါပေမဲ့ manifestation ပြုလုပ်တယ်ဆိုတာကသင်ရဲ့စွန်းအင်ကိုဘေးနေရာမှာထားတည်ဆိုတာပေါ်မှာပဲမူတည်တယ်။ manifestation ဆရာကြီးတွေကပြောတာကလက်စားရှည်ရှင်တဲ့စိတ်နဲ့ manifestation ပြုလုပ်ပြီးရင်အချိန်ကုန်မခင်ပါနဲ့တဲ့။ တကယ်တော့မိတ်ဆွေဟာလက်စားရှိဖို့အာယုံစိတ်နေမိဆိုရင်သူ့ရဲ့ negative swing in တွေနဲ့ရှီနှောင်ခံထားရပါလိမ့်မယ်အဲ့ဒီအခါမိတ်ဆွေဟာအဲ့ဒီတင်တရားထေးမှာဆက်လက်ပိတ်မိနေပြီးရင်အဲ့ဒီတင်တရားထေးကမထွက်နိုင်ပြီးဖြစ်နေပါလိမ့်မယ်။အဲ့ဒီတင်တရားဆိုတာတစ္ဆာဖောက်ခံရတဲ့တင်တရားကိုပဲပြောတာဖြစ်တယ်။ဒါကြောင့်တစ္ဆာဖောက်ခံရတဲ့တင်တရားထေးမှာမပိတ်မိနေဖို့အဲ့ဒီတင်တရားကလွတ်မြောက်အောင်ပြုလုပ်ဖို့ပဲလိုအပ်တယ်။ တကယ်တော့အကောင်းဆုံးလက်စားရှိနည်းဆိုတာကဒေါသထွက်တာယဉ်ဖြစ်တာ သူ့ဖက်ကို မကောင်းဖြစ်စေရှင်တာတွေမဟုတ်ပါဘူးအကောင်းဆုံးလက်စားရှိနည်းဆိုတာကိုယ့်ဘဝကိုပုံမတိုးတက်ပြောင်းလဲလာအောင်ဘဝကိုအသွင်ပြောင်းလဲပလိုက်တာပဲဖြစ်ပါတယ် manifestation ပြုလုပ်တယ်ဆိုတာကလေလက်စားရှိဖို့မဟုတ်ပါဘူးကိုယ့်ဘဝကိုပြန်လည်တိုးတက်အောင်ပြုပြင်ဖို့အတွက် ကိုယ့်ရဲ့ emotional power ကိုအသုံးချတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လက်စားရှိဖို့အစကိုယ့်ဘဝကိုသူ့မရှိဘဲနဲ့ပုံမိုတင်ဖို့ရှိလာအောင်ပြောင်းလဲပလိုက်လို့ရတယ်ဒါကသူ့အတွက်ပြုလုပ်တာမဟုတ်ဘူးကို့အတွက်ပြုလုပ်တာကို့ရဲ့နာကျင်မှုတွေကိုဟီးနင်းလုပ်ပြီးရင်ကို့ရဲ့အနာဂတ်ကို power နဲ့ပြန်လည်တည်ဆောက်ဖို့လိုအပ်တယ် အကောင်ဆုံးလက်စားရှင်နည်းဆိုတာကသူ့ကိုပြင်လေနာကျင်စေရှင်မဟုတ်ပါဘူးကိုဘွားကိုကိုဒီထက်ပိုမိုတိုးတက်တင်ဖို့ရှိလာအောင်ပြသလိုက်ရှင်ပြီဖြစ်ပါတယ်မိတ်ဆွေအားမိမိကိုယ်တိုင်ပြင်လေကူစားဖို့ရွေးရှည်လိုက်တဲ့အခါကိုယ့်ရဲ့ဘဝဟာစတင်တောက်ပလာပါလိမ့်မယ်။အဲ့ဒီအချိန်ကစပြီးရင်မိတ်ဆွေရဲ့ဘဝဟာအရင်ကထက်ပိုမိုပျော်ရွှင်စရာတွေကောင်းလာမယ်။ပိုမိုပြည့်စုံကြွယ်ဝပြီးငြိမ်းချမ်းလာတဲ့အခါ ဒါဟာနောက်ဆုံးအဆုံးစွန်ဆုံးအဖြစ်ပဲဖြစ်လာပါလိမ့်မယ်မိတ်ဆွေကိုနာကျင်အောင်လှုပ်ခဲတဲ့သူတွေကမိတ်ဆွေရဲ့အလင်းရောင်ကိုမြင်လာရပါလိမ့်မယ်ဒါပေမဲ့ပိုအရေးကြီးတာကမိမိကိုယ်တိုင်လွတ်လပ်မှုကိုခံစားရပါလိမ့်မယ်ဒါကြောင့်လက်စားရှိဖို့အတွက်အချိန်မဖြုံးပါနဲ့မိတ်ဆွေရဲ့စွန့်အင်တွေကို အကောင်းဆုံးပုံစံဖြစ်လာအောင်အတွက်အသုံးချလိုက်ပါ အသုံးပြုလိုက်ပါ ။မိတ်ဆွေကမိမိကိုယ်ကိုအကောင်ဆုံးအတောက်ပါဆုံးအလှပါဆုံးပုံစံရလာပြီဆိုရင်ဒါဟာမိတ်ဆွေရယူနိုင်တဲ့အရှုံမြိန်ဆုံးသောအကောင်ဆုံးသောအောင်ပွဲကြီးတစ်ခုပဲဖြစ်ပါတယ်။